ရုရှားနဲ့ယူကရိန်းကြားဂျောင်းဝင်ဆေးဆက်ပေးတဲ့နိုင်ငံအဖြစ်လှုပ်ဆောင်ပုံအစင်သိရှိတယ်လို့အိန္ဒိယအစိုးရပြောအိန္ဒိယဝန်ကြီးချုပ်မိုဒီဟာရုရှားယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီးအိန္ဒိယနိုင်ငံရဲ့ငြိမ်းချမ်းရေးနဲ့တန်တမာရေးဆိုင်ရာရည်တည်ချက်ကိုထပ်မံအသေးပြုခဲ့ပြီးရုရှားနဲ့ယူကရိန်းကြားဂျောင်းဝင်ဆေးဆက်ပေးတဲ့နိုင်ငံအဖြစ်လှုပ်ဆောင်ဖို့အစင်သိရှိတယ်လို့ပြောကြားခဲ့ပါတယ် ဒါပြင်ယူကရိန်းအစိုးရက၎င်းတို့ရဲ့မိဖက်နိုင်ငံတွေနဲ့ပဲဆွေးနွေးမှုတွေလှုပ်ဆောင်နေတာဟာရင်းချမ်းတဲ့ဖြည့်ရှင်ချက်ကိုရရှိစေမှာမဟုတ်ဘူးလို့လည်းမိုဒီကပြောကြားခဲ့ပါတယ်။မိုဒီကယူကရိန်းဟာသူတို့ရဲ့မိဖက်နိုင်ငံတွေနဲ့ဆွေးနွေးပွဲတွေကိုအကြိမ်ပေါင်းများစွာလှုပ်ဆောင်ထားပေမယ့်အဲဒါကရင်းချမ်းတဲ့ဖြည့်ရှင်ချက်ကိုရရှိစေမှာမဟုတ်ပါဘူး။ဆွေးနွေးပွဲတွေမှာနှစ်ဖက်စလုံးကပါဝင်ဖို့လိုအပ်ပါတယ်။အစောပိုင်းကာလတွေမှာတော့ ငင်းချင်းရရယူနိုင်ဖို့ခက်ခဲခဲ့ပေမယ့်လက်ရှိအခြေအနေတွေမှာအတိတ်ပဲရှိပြီးအကျိုးရှိတဲ့ဆွေနွေးပွဲတွေကိုလှုံ့ဆော်ဖို့အခွင့်အရေးတွေရရှိနေပါပြီလို့ပြောခဲ့ပါတယ်။ဒါအပြင်ရုရှားယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီးအိန္ဒိယနိုင်ငံဟာဂျာနီနိုင်ငံအဖြစ်သားဆက်လက်ယက်တည်သွားမယ်လို့မိုဒီကထပ်လောင်းပြောကြားခဲ့ပါတယ်။မိုဒီကကျွန်တော်တို့နိုင်ငံဟာဂန္ဒီနဲ့ဗုဒ္ဓတို့ကိုကိုးစားပြုတဲ့နိုင်ငံဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့အပြောဆိုတွေနဲ့အမှုခြေတွေဟာ ရင်းချမ်းမှုအတွက်ပဲကိုစားပြုပါတယ်လို့ပြောခဲ့ပါတယ်မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။